အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အာခေါ်ဟာပေးပေါ့နော် motivation အနေငယ်ပြောချင်ပါတယ်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်တို့လိုချင်တဲ့အရာတစ်ခုရဖို့ကျွန်တော်တို့လိုချင်တဲ့နေရာတစ်ခုရဖို့ဆိုရင်ကျွန်တော်တို့ရဲ့ခံစားချက်ပေါ့နော်ကျွန်တော်တို့ရဲ့ခံစားချက်ကိုဦးစားပေးလို့မရဘူးအဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ခံစားချက်ဆိုတာကကျွန်တော်တို့နေ့စဉ်နဲ့အမြပြောင်းလဲနေတာဖြစ်တယ် ဝမ်းနေတဲ့ချိန်ရှိမယ်ဝမ်းတာတဲ့ချိန်ရှိမယ်စိတ်ပြအားငယ်တဲ့ချိန်ရှိမယ်ဆိုတော့ခံစားချက်ကကျွန်တော်တရေနဲ့တရေမတူဘူးပေါ့เนาะပျော်ပျော်ရတဲ့အချိန်ရှိသလိုအာဝမ်းနေချင်လည်းရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကျွန်တော်တို့လူချင်းနဲ့ဘန်းတိုင်တစ်ခုရောက်ဖို့ဆိုတာကကျွန်တော်တို့ရဲ့ခံစားချက်တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကအာဥစားပေးပေါ့เนาะခံစားချက်နောက်ကျွန်တော်တို့ကလိုက်လို့မရဘူး ဥပမာကျွန်တော်တို့ဝမ်းနဲ့တစ်ချိန်ရှိမယ်တုတ်တော့ကျွန်တော်တို့လုပ်ရမယ်အလုပ်ပေါ့နော်ကျွန်တော်တို့ပုံမှန်လုပ်ဖို့ရည်ကြည်တယ်ဥပမာចောင်းသားဆိုရင်အာဘယ်လောက်ပဲဝမ်းနဲ့နဲ့ဘယ်လောက်ပဲခံစားချက်ပေါ့နော်မကောင်းပေမဲ့စာကြည့်ရမယ့်ချိန်မှာစာကြည့်ရမယ်ចောင်းသွားတဲ့ချိန်မှာចောင်းသွားမယ်အဲ့လိုပုံမှန်လေးကျွန်တော်တို့လုပ်ရမယ့်အချိန်မှာလုံးတင်းလုံးထိုက်တာလုံးနေမှာကျွန်တော်တို့အာရောက်ရမယ့်ခရီးပေါ့နော်ကျွန်တော်တို့သွားရမယ့်ခရီးကျွန်တော်တို့က ရောက်มาဖြစ်တယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကခန်းစားချက်ကောင်းမှာပဲကျွန်တော်ကလုပ်မယ်ကျွန်တော်တို့ပြောပြောရှင်တဲ့ချိန်ကြမှာပဲစာဖတ်မယ်เนาะကျွန်တော်တို့စိတ်စိတ်ပျော်တဲ့ချိန်ကြမှာကျွန်တော်တို့ကစာတွေလုပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ရီမန်းချက်ပေါ့เนาะကျွန်တော်တို့ရဲ့ဟိုမှာចောင်းသားတယောက်ဆိုရင်အာចောင်းပြီးအထိပေါ့เนาะကျွန်တော်တို့ကတက်ဖို့လိုအပ်တယ် အဲ့လိုကြောင်းပြီးအောင်သိရမယ်စာရိတ်နေတိုင်းကြီးရှုရပဲချင်ကျွန်တော်တို့ကလေးလာသိယူနေရပဲအဲ့လိုလေးလာသိယူမှာကျွန်တော်တို့ကကျွန်တော်တို့လိုချင်တဲ့ဘွဲ့ပေါ့နော်အာ graduation ပေါ့နော်ဘွဲ့တခုခုကျွန်တော်ကရရှိမှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကခန်းစားချက်ကောင်းမှပဲကျွန်တော်ကစာဖတ်မယ်ခန်းစားချက်ကောင်းမှပဲကျွန်တော်တို့ကစာရိတ်လုပ်မယ်ခန်းစားချက်လုပ်ကောင်းမှပဲကျွန်တော်တို့ကနော်စာကြည့်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဘွဲ့ကျွန်တော်တို့လိုချင်တဲ့အရာကကျွန်တော်တို့က ရမှာမဟုတ်တော့ဘူးအဲ့လိုပဲကျွန်တော်တို့네ပယ်မောဘယ်네ပယ်မှာဖြစ်ဖြစ်ကျွန်တော်တို့လိုချင်တဲ့နေရာတစ်ခုကျွန်တော်တို့လိုချင်တဲ့အရာကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်တစ်ခုခုတွားဖို့ရန်အတွက်ကျွန်တော်တို့အာနေစဉ်ရဲ့တိုင်းမှာကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကအာလှုပ်တင်တဲ့အချိန်မှာလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ရမယ့်အချိန်မှာကျွန်တော်တို့ကလှုပ်ဖို့အရေးကြီးတာဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့က ကျွန်တော်တို့လိုချင်တဲ့ result ကိုကျွန်တော်ရရှိမှာဖြစ်တယ်။လုတ်တင်လုတ်ထိုက်တဲ့အချိန်မှာကျွန်တော်တို့မလုတ်ဘူးဆိုရင်ကျွန်တော်တို့ကရတင်ရထိုက်တဲ့အချိန်မှာဖြစ်တင်ဖြစ်ထိုက်တဲ့အချိန်မှာကျွန်တော်တို့ကဖြစ်လာမှာမဟုတ်တော့ဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာထို့သဖြင့်လူငယ်တွေဆိုရင်ကျွန်တော်တို့ကအာခန်းစားချက်များတယ်ပေါ့နော်။အာလူငယ်20အရွယ်ဝန်းကျင်ဆိုရင်စိတ်ခန်းစားချက်ပေါ့နော်။စိတ်ကစားရွယ်ဖြစ်တယ်။အဲ့လိုအရွယ်မှာကျွန်တော်တို့ကစိတ်ခန်းစားချက် နောက်အဲ့လိုမရမရဘူးပေါ့နော်စိတ်ခံစားချက်နောက်ကိုဆိုလိုချင်တာကစိတ်ခံစားချက်နောက်ကိုပဲကျွန်တော်တို့ကနေ့တိုင်းအသက်ရှင်ပြီးတော့ကျွန်တော်တို့ကလိုက်လို့မရဘူးကျွန်တော်စိတ်ပျော်ရီဖြစ်စေမပျော်ရီဖြစ်စေနော်ဝမ်းနေရီဖြစ်စေအသေးကွဲရီဖြစ်စေငိုရီဖြစ်စေပေါ့နော်ဆိုလိုချင်တာကျွန်တော်ပြောချင်တာလူဆိုတာတော့အမြဲတမ်းလည်းမပျော်ဘူးပေါ့နော်အမြဲတမ်းလည်းစိတ်မညစ်ဘူးအမြဲတမ်းလည်းဝမ်းမနေဘူးအဲ့လိုလူရဲ့စိတ်ဆိုတာအမြဲတမ်းပြောင်းနေတာပေါ့နော်ဆိုတော့ တခုတည်းပေါ်ပါယူသူရဲ့စိတ်ကမြတ်တည်ဘူးဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီစိတ်နောက်ကိုကျွန်တော်ကျွန်တော်တို့ကတစ်ချိန်လုံးလိုက်နေလို့မရဘူးပေါ့နော်ဥပမာချုပ်လူငယ်ဆွေးဝင်အသေးကွေးမယ်ပေါ့နော်အသေးကွေးမယ်ဝမ်းနေမယ်အဒါပဲစဉ်းလုံးစဉ်းစားနေမယ်နော်အိမ်မရစားမရဖြစ်မယ်နော်ကျွန်တော်ပြစ်ချက်အဲ့ဒါကြီးဖြစ်တယ်နော်အသေးလူငယ်တဘာဝကြီးကရေးစားတွေထားမယ်ဒါတော့တဘာဝပေါ့နော်ဆိုတော့ရေးစားတွေထားမယ်အသေးကွေးမယ်ပေါ့နော် ဆိုတော့ဝမ်းနေမယ်ဒါတဘာဝပဲဒါပေမဲ့အဲ့ထက်ကျော်လွန်ပြီးတော့ကျွန်တော်တို့ကကိုကိုကို control မလုပ်နိုင်တော့ဘောနော်ကိုကို control မလုပ်နိုင်တော့ဘူးအရေးစားဘက်တစ်ချိန်လုံးတတိယမယ်နော်ဝမ်းနေမယ်အတဲကွဲမယ်ညာလဲမယ်ညာလဲမယ်ဘူးထမင်းလည်းမစားဆိုရင်ဘယ်သူနဲ့နာမလဲနော်ခမရမဲ့နဲ့နာပါလေနော်ဘယ်သူမှမနဲ့နာဘူးခမရမဲ့နဲ့နာမှာဒါကြောင့်ခန်းစားချက်ကျွန်တော်ခန်းစားချက်ဝမ်းနေလို့ရတယ်နော်အတဲကွဲလို့ရတယ် ငွေချွေးလို့ရတယ်ဒါပေမဲ့ခမည်းလောက်ရမဲ့ဟာခမည်းလုံနေဖို့အရေးကြီးတယ်အသက်ကွဲငွဲမယ်နော်ဝမ်းနဲ့နဲမယ်ငိုဝင်ငိုမယ်စိတ်ကြိုင်ကြမယ်ဒါပေမဲ့ခမည်းလောက်ရမဲ့အလုပ်ကိုခမည်းပုံမှန်လုပ်ဖို့အရေးကြီးတယ်ခမည်းရက်လို့မရဘူးခမည်းတွားချင်တဲ့နေရာတွားဖို့ရန်တွဲခမည်းတပတ်ထားတဲ့ခမည်းလုံတင်လုံထိုက်တဲ့အရာတွေကိုမိတ်ဆွေကနေတိုင်းလုံနေမှာမိတ်ဆွေရောက်ချင်တဲ့နေရာကိုအာ ရောက်มาဖြစ်တယ်ဗောနော်ဒီ motivation speaker Jim Rohn ကဘာပြောလဲဆိုတော့လူတွေမအောင်မြင်ရတဲ့အကြောင်းရင်းဗောနော်မနေ့အရာထားတယ်တဲ့မနေ့အရာထားပြီးတော့အချိန်လုံးဖုန်းပွတ်တယ်ဗောနော် social media တွေကြည့်ပြီးတော့ဒါတွေ like ခံစားနေတယ်ဗောနော်ဖုန်းကြည့်တယ်အဲ့ဒီဖုန်းဖုန်းဖုန်းပေါ်ကအရာတွေကိုနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်ဗောနော်ရှောက်ကြည့်တယ်အဲ့ဒီအဲ့ဒီအရာတွေကျွန်တော်က like ပြီးတော့ခံစားနေတယ်ဗောနော်ဆိုတော့အဲ့ဒီ social media ထက်ကနေကြည့်ပြီးတော့ပျော် like one day like ဗောနော် ဒါရင်းကျွန်တော်ကအချိန်ကုန်နေတာဖြစ်တယ်အဲ့လိုသူများရဲ့ဘယ်လိုပြောမလဲကိုကိုဘဝအတွေ့မစင်းစားဘောနော်ကိုတိုးတဲ့ပုံကိုကမေ့နေတယ်ဒီဆိုရှယ်မီဒီယာနဲ့အချိန်ကုန်နေတယ်ဒါကြောင့်လူတွေကအာတိုးတဲ့တဲ့လောက်မတိုးတဲ့ဘူးဘောနော်ဒါကြောင့်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ဘဝမှာလူချင်းတဲ့နေရာတစ်ခုရောက်ဖို့ရဆိုရင်ကျွန်တော်တို့ကခန်းစားချက်နောက်လိုက်လို့မရဘူးလားခန်းစားချက်ခန်းစားချက်ကိုဦးစားပေးလို့မရဘူး ဝမ်တန်ဒီဖြစ်စေဝမ်တာဒီဖြစ်စေစိတ်တကြဒီဖြစ်စေငိုကြွေးဒီဖြစ်စေဘယ်လိုအခြေအနေမှာဖြစ်နေမစေအဲ့ဒီအရာတွေကိုကိုပြီးတဲ့ခါမှာခမားလုံရမယ်အရာခမားလုံနေရမယ်လုံတင်တဲ့အရာပေါ့နော်ခုမှဥမာခမားဒီနေ့တော့အာစိတ်စိတ်တော့မကောင်းဒီနေ့တော့ဝမ်းနေတယ်ပေါ့နော်စိတ်ကမပျော်ရွှင်ဘူးဆိုပြီးတော့အလုပ်မသွားဘူးဆိုရင်ခမည်းဘယ်သူနဲ့နာမလဲခမည်းပဲနဲ့နာပါအောင်နော်ဆိုတော့ မတွမနစ်နောင်ပေါ့လို့ကိုပဲနစ်နာမှာအဲ့ဒါကြောင့်ပျော်ရွှင်နေဖြစ်စေမပျော်နေဖြစ်စေကျွန်တော်တို့ရဲ့ဥမာအလုတ်သွားမဲ့ချိန်မှာကျွန်တော်တို့ကအလုတ်သွားမယ်ပေါ့နော်ထမင်းစားမဲ့ချိန်ကျွန်တော်ထမင်းစားရမယ်နော်အေးရမဲ့ချိန်ကျွန်တော်တို့အေးရမယ်နော်အလုတ်လုံးမဲ့ချိန်မှာကျွန်တော်တို့ကလို့ရမယ်ပေါ့နော်ဒါမှကျွန်တော်တို့ကအာကျွန်တော်တို့လိုချင်တဲ့အရာကျွန်တော်ရရှိမှာဖြစ်တယ်โอเคဒီနေ့တော့လောက်ပါပဲပေါ့နော်ကျွန်တော်တို့ရေဘဝမှာကျွန်တော်ဒီနေ့ပြောသလိုပဲ ကျွန်တော်ဘဝမှာတခုခုလိုချင်ရင်နေရာတခုခုရချင်တဲ့ပန်းတိုင်တခုခုရောက်ချင်တယ်ဆိုရင်ခံစားချက်နောက်ပေါ့နော်ကျွန်တော်လိုက်လို့မရဘူးလုတ်ရမဲ့အချိန်မှာလုတ်တင်လုတ်ထိုက်တော့ကျွန်တော်လုံးဝမဖြစ်တဲ့ဆိုတော့အကြောင်းပြောရင်လည်းအရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ် thank you